ိုင်ငယ်လိုင်းစင်တွေလုံးလို့ရပြီလားဆိုင်ငယ်လိုင်းစင် လုံးရင်ရောခုလိုချိန်မှာကုန်ကြစိတ်တွေဘလောက်လောက်ကုန်ကြသွားနိုင်လဲဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတော်တော်များများကဒီမေးခွန်းကိုသိချင်နေကြရဲ့လို့ထင်ပါတယ်ဒီနေ့ကျွန်တော်ဒီအကြောင်းလေးကိုပြောပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကျောင်းနံများတော့မင်းခမ်းပါကိုမျိုးမတော်ဆိုင်ငယ်ရဲ့ရှိုးရုံမော်ဘီကနေပြီးတော့ဒါဆိုင်ငယ်ချစ်မိတ်ဆွေညီကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကျွန်တော် ပထမပြောတဲ့အကြောင်းလေးကိုမပြောခင်မှာကျွန်တော်တို့ဆိုင်ရဲ့ဆိုင်ငယ်လိုင်းစင်တက်တန်းတို့ဝန်ဆောင်မှုလေးအကြောင်းကိုမိတ်ဆွေညီမတွေကိုပြောပြချင်ပါတယ်ကျွန်တော်စီမှာဆိုင်ငယ်လိုင်းစင်တက်တန်းချီပြီးသားဆိုင်ငယ်လိုင်းစင်တွေကိုလိုင်းရင်တက်တန်းတိုးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရပလက်လိုင်းစင်တွေဆိုရင်မန္တလေးနယ်ဝင်တာပဲဖြစ်ဖြစ်เนาะဆိုင်ငယ်ချင်းမိတ်ဆွေညီကိုရဲ့ဆိုင်ငယ်လိုင်းစင်မှာအဝိုင်းကြီးပျောက်သွားလို့အဝိုင်းပျောက်ရှောက်ချင်တာပဲဖြစ်ဖြစ်เนาะပြီးလို့ရှိရင်ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုရဲ့ကာကြီးခါခွေးလိုင်းစင်တွေကိုလိုင်းစင်တက်တန်းတိုးချင်တာပဲဖြစ်ဖြစ် ျွန်တော်တို့ဆီမှာပဲအစားရှိတဲ့ဝန်ဆောင်မှုတွေကိုစောင်ရပေးနေပြီဖြစ်ပါတယ်ဆိုင်ရချင်းမဲဆွေညီကိုတွေကဟိုဆိုင်ကုန်မလာနိုင်ဘူးနေဝေးကဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဆိုင်ရလိုင်းရင်ဆောင်လေးပို့ပေးလိုက်အောင်ပါပဲကျွန်တော်လိုင်းရင်ဆောင်လေးပို့ပေးပြီးရောကျွန်တော်တို့ဒီကုန်ကြစိတ်လေးပဲကြက်ခံပေးရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ဒီအဝေးကနေငွေပေးချေတဲ့အခါမှာလည်းကျွန်တော်ကေပေးဝေပေးအစားရှိတဲ့အရာတွေနဲ့ပါဆန်လုံးဝပေးစရာမလိုပဲနဲ့ငွေပေးချေလို့ရပါတယ်เนาะဟုတ်ကဲ့ပါကဲလိုင်းရင်တက်တန်းတိုးလို့ရတဲ့မြို့နယ်လေးရတော့ကျွန်တော်ဒီမန္တလေးရှိမယ် မန္တလေးနေပြီးတော့တောင်ကြီးမော်လမြိုင်နောက်တစ်ခုကတော့ကျွန်တော်တို့မုတ်မုတ်ပင်ပသိမ်တန်လင်းပဲခူးနောက်တစ်ခုနေရာတော့မကွေးစကိုင်းမုံရွာရွှေဘူးအစားရှိတဲ့ဆက်နှမြို့နယ်တွေမှာကျွန်တော်တို့ရှိတဲ့ line စင်တွေကို line စင်တတန်းတိုးဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါအဲဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့ line စင်တတန်းတိုးဝန်ဆောင်မှုလေးကြောင်းကိုဆိုင်ကချင်းမဆွေညူတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်ခုနလေးကကျွန်တော်ပထမဦးဆုံးမှာပြောလိုက်တဲ့မေးခွန်းလေးကိုဖြေပေးပါမယ်ကဲ ဒီမိကုံးလေးကိုဖျက်ရမယ်ဆိုရင်တော့ခုချိန်မှာကြည့်လိုက်ရင်တော့ကျွန်တော်တို့ one edge ကွက်စာနဲ့ပဲဆိုင်ကယ်လိုင်းစင်တွေကလုံးဝတရားဝင်လုံးလို့မရသေးပါဘူးလောလောဆယ်အထိတော့ပိတ်ထားတော့မှာပဲဗျာနော်တကယ်လို့ဆိုင်ကယ်လိုင်းစင်တွေလုံးလို့ရပြီဆိုရင်ကျွန်တော်အပြေးလွားလိုင်းပေါ်မှာပဲဆိုင်ကယ်ချင်းမိတ်ဆွေညီကိုတွေစောင့်မျှော်နေတဲ့ဆိုင်ကယ်လိုင်းစင်လုံးလို့ရပြီဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ပေးပါမယ်လောလောဆယ်တော့အရာကြီးပိတ်ထားသေးရဲ့အတွက်ကြောင့်ပေါ့ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုကို အဆုံးထိလိုက်ပါချီးကျူးပေးတယ်ဆိုင်ငချင်းမိတ်ဆွေညီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘိန်းကောင်းဘိန်းသားဘိန်းလာတွေကိုပိုင်ဆိုင်နိုင်တဲ့အပြင်အိမ်မက်တွေလည်းအများဆုံးကောင်းတဲ့ဖော်နိုင်ပါစေလို့ဒီနေရာလေးကနေဆုတောင်းပေးလိုက်ပါတယ်